အားလုံးပဲမင်္ဂလာပါရှင်။ New Dream Handmade မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ကျမ New Dream မှာရှင်။ကျမကတော့ဒီနေ့ဗားလေးကိုမျှဝေခြင်းသလဲဆိုလို့ရှိရင်ကျမတို့ချီပန်းထိုးနေတာပေါ့နော်။အခုဒီဟာလေးကိုထိုးနေတာ။ဒါလေးကိုထိုးနေတာပြီးလို့ရှိရင် ကျမဟိုဒါလေးတွေကဟိုအကုန်လုံးလေအာကျမကပညာဒါနထိုးပြပေးပြီးသားတွေဆိုတဲ့အခါကျတော့ကျမကဟွန်းဘယ်လိုခေါ်မလဲ။ အထူးထူးထွေထွေထိုးပြီးတော့မပြပြတော့ဘူးပေါ့နော်။ကျမရဲ့ပညာဒါနဟိုသင်ခန်းစာလေးတွေကိုကြည့်ကျင်လို့ရှိရင်ဒီအခု YouTube channel မှာရဲ့နောက်တစ်ခါ Telegram channel မှာရဲ့နောက်တစ်ခါ Imagetic page မှာရဲ့တော်ပြီးတော့ share ပြီးတော့ကြည့်နိုင်ပါတယ်သင်ယူနိုင်ပါတယ်။အပြင်မှာသင်ထားတဲ့အတိုင်းပဲကျမကစနစ်တကျတည်တည်ကြာကြာသင်ပေးထားတာမျိုးဖြစ်ပါတယ်။ပြီးတော့ခါကြတော့ဟို ဘယ်လိုခေါ်မလဲလေ့ကျင့်ပြီးတော့လဲကျမစီကိုလာပြီးတော့ပြလို့လဲရပါတယ်เนาะဟိုကျမအကုန်လုံးစစ်ပေးပါတယ်ပညာဒါနဆိုလို့ရှိရင်ကျမကပို့ပြီးတော့ပေါ့เนาะဟိုခယူလဲစိုက်ပြီးတော့တင်ပေးထားတယ်ဘာလို့ဆိုတော့ပညာဒါနတင်ပြီးတော့နာမည်ယူတယ်ဆိုတော့ပုံစံမျိုးလဲကျမမဖြစ်ချင်ဘူးလေပြီးရခါကျတော့ကျမပေးတဲ့ပညာကိုတည်တည်ချာချာကြာကြာနာနာလေးကိုကိုတိုင်းကလည်းပေးခြင်းနဲ့ရတဲ့လူလည်းရရှိခြင်းနဲ့ပေါ့เนาะအဲအခုပေါ့เนาะဒီ ဥစ္စာလေးရကျမတို့ဒါဝါချီနဲ့အင်ကြီးလေးပေါ်မှာကျမကထိုးပြရတယ်ဒီဝါချီလေးကပြီးတော့ကြတော့အထူသားလေးအထူသားလေးဆိုတဲ့အခါကျကျမထိုးလို့ကောင်းတယ်ပေါ့နော်음ဘယ်လိုခေါ်မလဲဒီဥစ္စာကဒီချီပန်းတို့မှဆိုလို့ရှိရင်ကျမကအတမျိုးတည်းကိုပဲတုံးသွားတာပေါ့နော် DW ွှေနှဖအပ်ကလေးကိုမှအတမျိုးတည်းကိုပဲတုံးသားတာတုံးသွားတာအဲ တချို့ကျတော့အကြီးအသေးပြောင်းပြီးတော့တုံးတယ်လို့ပြောတယ်ပေါ့နော်ကျမကတော့အတမျိုးတည်းဟိုပဲကျမတုံးသွားတယ်ပေါ့နော်တုံးသွားပြီးတဲ့အခါကျတော့မှကျမဒီပိတ်ဆက်ပေါ်မှာဟိုအပေါက်တွေကျဲမသွားအောင်လို့ဘာလို့ဟိုတည်တည်ချာချာလေးခယူးဆိုင်ပြီးတော့ထိုးတယ်ပေါ့နော်အာအဲ့ကဒီလိုမျိုးပေါ့နော်ဓာတ်ရိုက်အထက်နဲ့အောက်နဲ့ထိုးတာနဲ့ဟိုလှမ်းပြီးတော့ကော်ပြီးတော့ထိုးတာနဲ့ကြာတော့လေဟိုဒီအသားပိတ်သားပေါ်မှာဟို ပန်းရဲ့ပုံစံလည်းမတူသလိုဟိုပန်းရဲ့ပုံစံပေါ့နော်ဟိုအသွားအလာချင်းပြောရမလားအဲအဲ့လိုမျိုးမတူသလိုမျိုးပေါ့နော်ဒီအသားမှာလည်းဟိုကျဲသွားတာစိတ်သွားတာလေးနည်းနည်းကွာတယ်ပေါ့နော်ဟိုဆိုလိုချင်တဲ့သဘောတရားတော့တခြားလူတွေနဲ့တော့တူချင်မှတူမယ်ပေါ့နော်ကျမတော့လှမ်းပြီးတော့အပ်ကိုကော်ပြီးတော့ထိုးလိုက်လို့ရှိရင်တော့ဟိုဆွဲလိုက်တာနဲ့လှမ်းပြီးတော့ဟိုဘက်ဒီဘက်ကိုမှီအောင်လှမ်းပြီးတော့ပိတ်စားကိုဟိုနှစ်ဖက်ပေါ့နော်အထက်နဲ့အောက်နဲ့လှမ်းပြီးတော့ ကော်ပြီးတော့ပေါ့ထိုးလိုက်တဲ့ဥစ္စာကြတော့နည်းနည်းလေးပိတ်သားကအကြုံကြွလဲရှိတယ်ပေါ့နော်ဟိုပြောမယ်ဆိုလို့ရှိရင်ဟိုကျဲသွားတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးလေးကပို့ပြီးတော့ပေါ့နော်ဟိုကျဲသွားနိုင်တယ်လို့ကျမယူဆတယ်ပေါ့နော်အပေါ်ကနေတစ်ခါတပေါက်ထိုးလဲအောက်ကနေဆွဲလဲအထက်အောက်တပေါက်စီထိုးတယ်ဆိုလို့ရှိရင်နော်ပိတ်သားလဲကျမတို့တွေက အရန်ကြီးဟောင်းဖြစ်ဘူးပေါ့နော်ဟိုဘယ်လိုခေါ်လဲမနာဘူးလို့ကျမတို့ယူဆတယ်ပေါ့နော်ဒါမှလည်းကျမတို့တစ်ခါတလေကြက်လို့ရှိရင်လည်းအပေါ်အောက်ဖိုးမှအဆင်ပြေတဲ့ဟာလေးတွေရှိရပေါ့နော်ဟို sorry ပြီးတဲ့ခါကျတော့ sorry အပေါ်နဲ့အောက်နဲ့တပေါက်ချင်းထိုးတာနဲ့မှအဆင်ပြေတာလည်းရှိတယ်လှမ်းပြီးတော့ကော်ပြီးတော့ထိုးမှအဆင်ပြေတာမျိုးလည်းရှိတယ်ပေါ့နော်ဘယ်ဟာကဘယ်ထိုးနည်းမှန်တယ်ဆိုတာမျိုးတော့တိတိတန်တန်ပေါ့နော်မရှိဘူးပေါ့နော်အဲကိုကတကူရှိတာကဒီအကပေါ့နော်ဒီ ခြိသားပေါ်ကိုထိုးလိုက်တယ်ဆိုလို့ရှိရင်အဲဥမာပေါ့အခုပေါ့ရိုးရိုးအင်းလေးခြိသားနဲ့ဒီကဒီဝါခြိသားနဲ့ဆိုလို့ရှိရင်ခြိသားချင်းကတော်တော်လေးကွာတယ်ပေါ့နော်အဲ့ခါကျတော့ဒီခြိသားပေါ်မှာထိုးလို့ရှိရင်ဟိုဖြစ်သွားတဲ့ပိတ်သားရဲ့အပြောင်းအလဲကိုလည်းကျမတို့ကခယူးစိုက်တတ်ရမယ်ပေါ့နော်ဟိုစိတ်ကကြည့်သွားတတ်ရမယ်ပေါ့နော်နောက်တစ်ခါဟိုအကျုံအကြွကိုလည်းကြည့်သွားတတ်မယ်ခြိရဲ့ဟိုပေါ့နော် ဘယ်လိုခေါ်မလဲဒီပိတ်သားပေါ်မှာတချို့ခြေတွေကကြာတော့ပိတ်သားပေါ်မှာဖောင်းလာတာရှိတယ်ကတ်သွားတာရှိတယ်ပေါ့အဲအဲ့လိုမျိုးလေးတွေကအစပေါ့နော်ကျမတို့ယူဆိုင်ပြီးတော့ပေါ့နော်ဟိုလေ့လာပြီးတော့ထိုးသွားတင်နေပေါ့ကျမကြာတော့ဘာဖြစ်လို့လဲဆိုတော့ခါကြပြန်ပြီးတော့သင်ပေးနေရတဲ့အခါကြတော့ဟိုပိတ်သားအမျိုးမျိုးပေါ်မှာကျမရဲ့သင်တန်းသားတွေက ဟိုဘယ်လိုကောင်းမလဲဓာကြီးကထိုးလို့မကောင်းဘူးဓာကြီးကထိုးလို့ကောင်းတယ်ဆိုတော့စိတ်မျိုးမဖြစ်အောင်လို့ပေါ့နော်အဲဒီသားဆိုလို့ရှိရင်ဒီလိုဖြစ်တယ်ဒီသားဆိုလို့ရှိရင်ဒီလိုဖြစ်တယ်ဆိုပြီးတော့ကျမတို့ရှင်းပြီးတော့ထိုးပြသွားတာပေါ့နော်ပြီးတော့ခါကျတော့ကျမကဟိုလက်ချုပ်အပ်တေးတေးလေးတွေကိုကင်နိုင်တဲ့ဟိုဟိုဘယ်လိုခေါ်မလဲအရင်ချင်းပေါ့နော်ကျမနည်းနည်းလေးနဲတယ်ပေါ့ဥမာပေါ့အမြင့်မြင့်လေးတွေတေးတေးလေးတွေဆိုလို့ရှိရင်ကျမနေနဲ့မျက်လုံးကလည်းအဆင်မပြေဘူးလက်ကလည်းကင်ရတာအဆင်မပြေဘူးပေါ့နော် အာဟိုပြီးတော့ခါကျငငလေးကနေကလည်းဒီလက်ချုပ်အပ်တင်နဲ့အဲ့လိုမျိုးချုပ်တတ်တာမျိုးမရှိခဲ့ဘူးပေါ့နော်ကျွန်မရင်းနှီးကျွမ်းကျင်ခဲ့တာသုံးဝေးချုပ်တာနဲ့ပို့ပြီးတော့ရင်းနှီးကျွမ်းကျင်ခဲ့တဲ့အခါကျတော့ကျွန်မကနည်းနည်းအကြီးတာဦးပဲပို့ပြီးတော့ပေါ့နော်ဟိုစိတ်ကအာတန်နေပေါ့နော်ဟိုစိတ်ကလည်းအာတန်ဆိုတာအဲ့ကျတော့ဒီအပ်နဲ့ပဲဒီအပ်တစ်ဆိုင်တစ်တမျိုးတည်းနဲ့ပဲကျွန်မကတော့တုံးသွားတာများတဲ့အခါကျတော့ပေါ့နော်ဟိုဒီအပ်နဲ့ကိုပဲ ပိတ်စအတိုင်းခြီတိုင်းနဲ့အစင်ပြေအောင် သုံးပြစ်တာများတယ်ပေါ့နော်အဲအဲ့ခါကျတော့ဟိုပြောမယ်ဆိုလို့ရှိရင်ကျမရဲ့တင်နန်းသားတွေကိုလည်းဒီအတမျိုးနဲ့နဲ့ပဲကျမကတော့တင်ပေးလိုက်တာများတယ်ပေါ့နော် အာညာတော့အဖင်းကတော့ဒီအတမျိုးတွေကိုပဲပင်ပင်နိုင်ထားပြီးတော့တင်တယ်ခြီဆိုလို့ရှိရင်လည်းကျမကလောက်ခြီနဲ့အဲပိုလီအိပ်ပလိုင်းအဲ့ဒီအဟာနဲ့ပဲကျမတင်တာများတယ်ပေါ့နော်အဲကျမ customer service ပေးလို့ရှိရင်လည်းအဲ့ဒီဟာလေးတွေပဲကျမအသုံးတာပေါ့နော် သုံးတဲ့အခါကျတော့ဟိုကိုယ့်ရဲ့တင်နန်းသားကိုလည်းအဲ့လိုပဲသုံးလိုက်တာများတယ်ပေါ့နော်ဟိုကိုအားတန်တယ်လို့သုံးဖို့တော့လေကျမကသင်ပေးလိုက်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဓိကကတော့ကျမတို့တွေကဟိုခြီးရဲ့ခြီးနဲ့အနဲ့တွေ့တဲ့အခါမှာဒီပိတ်စာကိုဖောက်သွားတဲ့အဝင်အထွက်ပေါ့နော်ဒီခြီးပိတ်သားပေါ်မှာခြီးတင်နေတဲ့ဟိုပေါ့နော်အဖောင်း ဖောင်းနေသလားကတ်နေသလားပေါ့နောက်တစ်ခါကျတော့ကိုယ့်ရဲ့ဆွဲလိုက်တဲ့အခါကျတော့အောက်ကပိတ်သားကဟိုတင်းသွားပြီးတော့ရှုံသွားသလားခွက်သွားသလားအဲအဲ့လိုမျိုးလေးသဘောတရားလေးတွေပေါ့နော်ဟိုပောက်အောင်တော့ကိုယ်ကတင်းရတာပေါ့နော်အဲအဲ့ဒါလေးကိုလေကျမကမျှဝေပေးတာပေါ့နော်ဟိုဒီတိုင်းကြီးပေါ့နော်ပန်းဖြည့်ရင်ပီရောဆိုပြီးထိုးတာထဲစာလို့ရှိရင်ကျမတို့တွေကအခုလိုမျိုးပေါ့ဟို ဘယ်နားမှာဘလို့မျိုးအပြောင်းလဲဖြစ်သွားတယ်ဆိုတဲ့ဥစ္စာလေးကိုနားလဲသဘောပေါက်လို့ရှိရင်ကိုကဘယ်ပိတ်စနေနေလဲနိုင်နိုင်နင်းနင်းထိုးနိုင်သွားမယ်ပြီးရခါကျတော့ဟိုစိတ်ထဲမှာလဲဒါမကောင်းဘူးဒါကောင်းတယ်ဆိုတာမျိုးလဲမဖြစ်တော့ဘူးပေါ့နော်များသောအားဖြင့်တော့ကျမတို့ကခြိပန်းလို့ရတော့ကျမတို့မြန်မာခြိပိတ်တွေပေါ်မှာထိုးကြတာများတယ်ပေါ့နော်အဲအဲ့ခါကျတော့ အရန်ကြီးတော့ပေါ့နော်ဟိုဘလို့ခေါ်မလဲအပိုးတွေဖဲတွေပေါ်မှာထိုးကြတာတော့ဟိုတော်တော်လေးရှားတယ်လို့တော့ကျမစိတ်ထဲမှာထင်တယ်ပေါ့နော်အဲအဲ့လိုမျိုးပေါ့အင်းလေးခြိသားလို့ဟာမျိုးဆိုလို့ရှိရင်လည်းအောက်ကဟို copy ကလိုက်လို့ရှိရင်ကျမတို့ကတော်တော်လေးထိုးလို့ကောင်းသွားပြီပေါ့နော်များသောဖြင့်ဒီအင်းလေးခြိပိတ်ခြိပောင်းသားအဲ့လိုမျိုးကိုပဲဟိုတုံးကြတယ်လို့ပဲကျမကတော့မြင်နေပေါ့နော်ကျမကျတော့ဟိုတင်နှန်းတင်တာများတယ်ကိုပေးနေကြဟို customer service လူကိုပဲပေးတယ်ကျမအစ်စ်အစ်စ်လက်မခံဘူးလေဒီလူဟောင်းထဲရပဲကျမလက်ခံပြီးတော့ဟိုထိုးပေးနေရဆိုတဲ့အခါကျတော့အယံကြီးတော့ဗောနော်ဟိုဘယ်လိုခေါ်မလဲအပြင်ပမှာပေါ့နော်တုံးနေတဲ့ခြေကိုတော့ကျမအယံကြီးတော့ဟိုသူများတွေဗာပိတ်တွေပေါ်မှာအတုံးများပြီးထိုးကြတယ်လဲဆိုတော့ကျမအယံကြီးတော့မသိဘူးပေါ့နော်ဒါပေမဲ့ဟိုကိုကတော့ဒီအင်းလေးခြေသားဝါးခြေသားအဲ့လိုမျိုးလေးတွေပေါ်မှာ ထိုးပေးနေတာများတဲ့အခါကျတော့သင်တန်းသားကိုလည်းအဲအဲ့လိုမျိုးပေါ့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့အများကြီးပြော့ပြဖြစ်တယ်ပေါ့နော်ဒါကကျမရဲ့အတွေ့အကြုံလေးတစ်ခုကိုလာပြီးတော့ sharing လုပ်တာပါဒီချီပန်းတို့နဲ့ပတ်သက်ပြီးတော့ကျမစီမှာ1 by 1လဲတွေ့လို့ရပါတယ်လူကိုယ်တိုင်ပေါ့နော် in person အနေနဲ့1 by 1လဲတက်လို့ရတယ် online class အနေနဲ့လဲတက်လို့ရပါတယ်အခုနောက်ပိုင်းမှာတော့ online class မှာတော့ကျမဟို video file အစ်စ်ကလေးတွေသင်ခန်းစာအစ်စ်ကလေးတွေထပ်ထည့်ဖို့အတွက်ကို စူးစမ်းနေပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်